ဆွဲရမှာမဟုတ်ဘူးမလို့ခြင်းနဲ့ညံလာရမှာဒီဘွားကြီးလေးဒီချက်ကလေးကိုသေချာမှဆက်မှာဒေဂံလေးမှာဆွဲမိဆွဲရဆွဲရမှာတော့မလို့ခြင်းနဲ့ညံလာရမှာအဲဒီတလုံးဟာဥပမာပေပြောတဲ့တလုံးအာရုံတရားနာတဲ့ပုဂ္ဂိုလ်ဒီမှတ်ချက်မှာဆွဲမိဆွဲရဆွဲရမှာလားမလို့ခြင်းနဲ့ညံနေပြရမှာလားအသေးစိတ်လိုက်တာဒေဂံမှာဘာသင်တော်လဲ ပေးခြင်းလားဆိုတော့မောင်ကိုရေးမကြည့်ဘူးလားအမှန်တန်လေးကြည့်ပါလေမင်းတို့ဆောင်းပြီးဆွဲရတော့ဆွဲကြလိမ့်မယ်နော်ဒါလေးဆွဲဦးဇာမင်းသားတို့ကလေးဆွဲတိုက်ကလေးဆွဲသွားအံသာလေးဆွဲသွားစင်ဆွဲလို့ချင်းဥပါဒဥပါဒနာဖြစ်တဲ့ကာမဘောကာမဘောဖြစ်တဲ့ဓာတိဆိုတော့ဘာသစ္စာပြန်ရကမောင်းဓာရီနားလေရတာသိကြရနော်ဘုန်းကြီးတို့လည်းညီညွတ်လေးစားကြတယ် ရှင်ရတို့ကိုယ်ကိုလည်းခရရတို့တနာကြတယ်ဆိုလို့ချင်းဒီစလုံးမမေ့ပါဘူး။မလိုချင်တဲ့ညာနဲ့ပြရအောင်။ဘယ်ဇင်းကြီးကောင်းဆုံးလို့ဆိုတော့ဒီကံနာစုမိနောက်ကံနာမရတာအကောင်းဆုံးဟုတ်ပြီနီးလို့ခရရဟောတယ်။ရှင်တို့ပြောတော့သိပြပါလေဗျာ။ဒီကံကြီးမှာခန္ဓာကြီးမလိုချင်တဲ့ညာနဲ့သိရမယ်ဆိုတော့တပည့်တို့ကဘယ်လိုလုပ်ခန်းနေမှမလိုချင်တဲ့ညာနဲ့သိနိုင်ကြုံဆိုတဲ့မေတ္တာထောက်လာဘူး။ အဲ့ဒီတော့ဘုရင်ရှင်ရှင်ခါကြောင်းမောင်တော်မင်းညာတို့ဒကာဓမ္မတွေကခန္ဓာကိုယ်ညာလဲပြီးကြလားအနိစ္စသောကံဒုက္ခသောကံနတ္တသောကံဒုက္ခသစ္စာသောကံအတုပသောကံဘုရင်ခါကမြင်နေလို့အမြင်ရှင်းနေလေဖြစ်ရင်ဖြင့်ဒီကံဤနောက်ခံတာလိုချင်ပါဘူးသေခင်လို့ခါရမယ် ြမှာမလို့ခြင်းနဲ့ညာကလေးဖြတ်ခနဲ့ပေါ်လာမှာလားသေသောသေးကမလို့ခြင်းအောင်လုပ်ထားမှာလားဒီကလုံးမဲ့ဓရမတို့ဘုန်းကြီးတွေအမှန်ချေနှပ်ပါတယ်ဓရမတွေခြေလက်ခြေရပြီကျောင်းတော်ရလားမမကျောင်းတော်ရလားမကျောင်းတော်ရလားဒါနဲ့လုံးသာနဲ့ကိုရေးဟာအခုချိန်မကြည့်သေးဘူးလဲကြည့်လားဂိုင်းတာနဲ့ဓရမတွေအလုံးလုံးကလုတ်ထားမှာပဲအေးတော့မနော် အလုံးလုံးတောင်းမှပဲအဲတော့မယ်ဆိုတော့ဒေဂန်ကြီးကအာမလို့ရမှာဘူးဆိုလို့မရမရဘူးဆိုသူအာစိန်ကံမမရှိပဲနဲ့ပဲဒကာဓမ္မကိုဖဲကြည့်ခင်မှာပေါ့ဒါဖြင့်ဘယ်ချိန်ကစအလုံးလုံးရမယ်ဒီခုချိန်ကစပြီးဒီကလာခန္ဓာညံနဲ့ပြီးအလုံးလုံးရပါလိမ့်မယ်ဒီခုချိန်ကစပြီးဒီကလာ ခန္ဓာကိုယ်ညံလဲလိုက်တဲ့အခါကျလို့ချင်းဒကာဓမ္မတို့မလွတ်လာသေးခင်တော့ပြမတွေ့သေးဘူးပေါ့ဗျာလွတ်လာတဲ့ဒီနေ့ကြလာရင်ဒီမှာချင်းအိုးဖြတ်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 နဲ့အိဋ္ဌာတွေကလည်းတွေ့လိုက်တာဖြတ်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 နဲ့ဒုက္ခတွေကတွေ့တဲ့ဖြတ်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 နဲ့ဆုံးရတဲ့နတ္တတွေကလည်းတွေ့လိုက်တာရုပ်တွေကပေါက်ပြန်နန်းတွေကပြစ်စည်းနေတွေ့လိုက်တဲ့ဖြစ်ချင်းရုပ်တွေရဲ့လက္ခဏာကနာတွေ့ပြနေတဲ့အတုပနန်းတွေကလက္ခဏာကနာတွေ့ပြနေတဲ့အတုပတွေကမရှိဘူး ပြီးတော့ခန္ဓာကလည်းဖြစ်ပြနေတဲ့ဒုက္ခဒေသကြီးကိုခန္ဓာကပြောပြီ။အဲဒါကဘုရားဓမ္မတွေဒီခုချိန်မှစတာကခန္ဓာညာလက်ကြည့်ကြရတယ်။သဘောကျကြ။ဒီခုချိန်မှစပြီခန္ဓာညာလက်ရပါလိမ့်မယ်။ဒါပြန်ယခုခန္ဓာကြီးကိုဘယ်လိုကြံဘူးလို့ကျမ်းမှချမ်းသာခြင်းကကြည့်ချမ်းသာတာလင်။သာတိဆိုတဲ့ဒုက္ခသစ္စာမလာမယ်ဆိုရသေးကြကြ ဒါကြင်ဒကာဓမ္မတို့ရည်စည်ပြောနေတယ်ဆိုတာသိညာရလားဒီရည်လည်းကြည့်ရမယ်ရှိသေးလားမရှိတော့ဒီရည်လည်းကြည့်တာဒကာဓမ္မတွေမရှိသေးဘူးကိုယ်တိုင်းတွေးရမယ်ရေးဘာလို့လဲဆိုရင်ဒေဂန်ဤဆောင်ဆွဲမြောက်ဆွဲဆွဲပြီးဒကာလာဥပါဒံဖြစ်เสียကာမဘောကာမဘောဖြစ်เสียဇာတိဆိုရင်ကာမဥစ္စာဘောကိုချိုးနေပြန်မနေရဘူးလားအဲ့ဒါကြောင့် ဒီကံလေးမှမလိုချင်တဲ့ညာနဲ့သေပါလို့ဆရာဘုန်းကြီးကပြောညာတော့လေရှင်ရှင်ကမလိုချင်တဲ့ညာခန္ဓာရဲ့ညာထဲမှာရောက်နေမှနေရာကြမယ်မသေးခင်ရှင်ရှင်ကတုန်းကတည်းကဝိပဿနာလုပ်ဆောင်မှနေရာကြမယ်သဘောကျဝိပဿနာမဲ့ဆရာအောင်လုပ်နိုင်လို့ဝိပဿနာကြီးလုပ်နိုင်လို့မဲ့ဆရာအောင်လုပ်နိုင်လို့ဝိပဿနာကြီးလုပ်တတ်အောင်ဒီကံလေးမှနှလုံးသွင်းနိုင်ရင်ဒီသဒ္ဒဗန္ဒရာကဖြစ်ပါသေးတယ်သိကြလား